ပွင့်ဖြူမြို့နယ်ကကာကွယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာတောင်သူတွေမွေးမြူထားတဲ့ကျွဲနွားစိတ်တွေမှာခွာနာရှာနာယောဂါတွေဖြစ်ပွားနေပြီးတိတ်ဆုံးမှုတွေမြင့်တက်နေတယ်လို့ထိန်းချုပ်ကုသမှုတွေမလုပ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။တိရိသတင်းပေးပို့ထားပါတယ်ရှင်။မကွေးတိုင်းပွင့်ဖြူမြို့နယ်အောက်ပိုင်းကျေးရွာတွေမှာတောင်သူတွေမွေးမြူထားတဲ့ကျွဲနွားစိတ်တွေမှာခွာနာရှာနာယောဂါတွေဖြစ်ပွားနေပြီးတည်ဆုံမှုတွေမြင့်တက်နေတယ်လို့တောင်သူတွေကပြောပါရတယ် စက်တင်ဘာလ22ရက်နေ့ကစပြီးစက်တင်ဘာလ26ရက်နေ့အထိပွင့်ဖြူမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာ32ရွာမှာခွာနာရှာနာယောဂါကြောင့်ခိုင်းနွားအကောင်ရည်40နီးပါးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။တည်ဆုံးသွားတဲ့နွားတစ်ကောင်ဟာကာလာတံမိုး7သိန်း40ဝန်းကျင်တံမိုးရှိတဲ့အတွက်တောင်သူတွေအနေနဲ့ဆုံးရှုံးမှုများနေတယ်လို့ဆိုပါတယ်။ကျွေးနွားတွေမှာဖြစ်ပွားနေတဲ့ယောဂါတွေကိုကုသဖို့အတွက်ဆေးဝါးနဲ့ဆရာဝန်မရှိတာကြောင့်ယောဂါမထိန်းချုပ်နိုင်ပေကူးစက်မှုတွေပိုများနေတယ်လို့သိရပါတယ်။ ပွင့်ဖြူမြို့နယ်မှာကတိမိုးရွာသွန်းမှုကြောင့်ချောင်းရည်တွေမြင့်တက်နေပြီးနွားခြံတွေဆူဆွနေတာကလည်းယောဂါတွေကူးဆက်ပြန့်နှံ့နေတဲ့အကြောင်းရင်းဖြစ်နေတယ်လို့ပြောကြပါဗျ။ပွင့်ဖြူမြို့နယ်အောက်ပိုင်းကျေးရွာတွေမှာတလိမ့်ဆန်တွေကိုတေချာကုသပေးမယ်တိမွေးကုဆရာဝန်မရှိတာကြောင့်တေဆုံးမှုတွေများနေတာဖြစ်တယ်လို့လည်းဆိုပါဗျ။ နော်ရောစိတ်တိုက်တယ်ဆိုလို့ရှိရင်လည်းတစ်တိုင်လုံးနီးပါးကိုခွန်သာဆန္ဒဖြစ်နေတဲ့ခြေလေးလေးနဲ့ရင်ဆိုင်နေရတယ်ပေါ့လေဒါကိုကုသဖို့အခက်အခဲဖြစ်နေတယ်ကျွန်တော်ဒီတောင်သူကြီးတွေမှာဒါစေဝါပိုင်းရောဆရာဝန်ပိုင်းတွေရောဒါအခက်အခဲဖြစ်နေရပါတော့နောက်တစ်ခုကကျွန်တော်မြို့နယ်တွေမှာကကန်စင်းမှုခေါ်တဲ့ကန်စင်းမှုရွာသွန်းရေးခံထားတော့ချောင်းရည်တွေတက်နေတယ်ပေါ့နော်နောက်ကျနှချန်တွေကလည်းသူစုပြီးကမှ ခြောက်သွေ့မှုမရှိဘူးမရှိတော့ကြယောဂါပိုးကကုဆက်ပြန့်နှံ့နေတာပေါ့နော်ကုသမှုပိုင်းရောထဲချမှုပိုင်းရောမလုံနိုင်တဲ့အတွက်ကြောင့်မလို့တောက်ဆောက်လို့လို့နှိမ့်စင်တဲ့အများတောင်သူတွေရဲ့ခိုင်းနှွားတွေအိမ်မွေးနှွားတွေအလောင်းမွေးနှွားတွေဟာတည်ဆုံနေပါတယ်ခွာနာရှာနာယောဂါဟာခြေလေးချောင်းရှိပြီးခွာကွဲတိရစ္ဆာန်တွေဖြစ်တဲ့ကျွဲနှွားသိုးစိတ်ဝတ်တွေမှာအဓိကဖြစ်ပွားတဲ့ယောဂါဖြစ်ပါတယ်ကျွဲနှွားတွေမှာကိုယ်အပူချိန်တက်တာ အစာမစားဘဲငေးမှိုင်သွားတာသွားကြိတ်တာတရေကြတာ ဆရဲ့လက္ခဏာတွေဖြစ်ပွားပြီးယောဂပြင်းထန်တဲ့အခါအနာရီဖြစ်ပြီးတေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ခွာနာရှာနာယောဂဟာဗိုင်းရပ်စ်ယောဂပိုးကြောင့်ကူးစက်တာဖြစ်ပြီးကာကွယ်ဆေးထိုးမှသာယောဂဖြစ်ပွားမှုကိုကာကွယ်နိုင်တယ်လို့တင်မွေးကူဆရာဝန်ကြီးကပြောပါတယ်။ဒီယောဂကကာကွယ်ဆေးထိုးတာကအကောင်းဆုံးပါ။ကာကွယ်ဆေးမထိုးလို့ယောဂဖြစ်ရင်ကုရခတ်ပါတယ်။ကုသရတာတော့အနာတတအောင်အနာတတရဲထိုးစေနဲ့တခြားယောဂါတွေထပ်မဝင်လောက်အောင်ပဋိစီဝပိုးသက်စေတွေထိုးပေးလို့ရတယ်။ တတအောင်တော့စကြတင်းကုတ်တွေကိုထုံဖြူပိုးသက်ဆေးဖြန်းတာအနာရီကိုဆေးဖြန်းတာကြောက်ချင်နဲ့ဖန်ရည်ဆေးပေးတာရေတန်တန်တိုက်အစာကျွေးရမယ်မဖြစ်တဲ့ကောင်နဲ့ဖြစ်တဲ့ကောင်တွေကိုခွဲပြီးထားရတယ်ဆရာဝန်မရှိတဲ့နေရာတွေမှာဆိုရင်တော့ကြောက်ချင်နဲ့ဖန်ရည်ဆေးရှာရီကိုရှာပုတ်ဆေးနဲ့ပို့အနာရီကိုဆေးဝါးရည်ထည့်ပြီးရေထဲကိုဓာတ်စာရည်ထည့်တိုက်တင်းကုတ်ကို၆တွေ့တန့်ရှင်နေအောင်ထားရပါမယ်ခွာနာရှာနာဖြစ်နေတဲ့ကျွမ်းနွားတွေကိုစကြက်မလွတ်ပဲ ယောဂဖြစ်နေတဲ့အိမ်ကပြင်လိုက်ရင်ခြေလက်တေချာစေးပြီးမှကိုယ့်အိမ်ကနွားတွေကိုကင်တွယ်တဲ့တယ်လို့အင်ရှင်တွေနေနေလဲတအိမ်နဲ့တအိမ်ကူးချင်းကိုရှောင်ရှားတင်တယ်လို့တီမွေးကူဆရာဝန်တွေကတတိပေးထားကြပါတယ်။ကျမဒီရီပါ you